ဂျပန်ချောရာဖျားသည် မောရှေအားမိန်တော်မူဒီကဣဒီလာအမျိုးတို့အားငါပေတော်ခါနန်ပြည်ကိုစူးစမ်းစေခြင်းကအမျိုးအနွယ်အတိတိတဲ့ကအဆွေအမျိုးသူကြီးဖြစ်တော်တမျိုးတယောက်စီရွေးကောက်၍ဇေလွတ်လောဟုချောရာဖျားမာထတော်မူသည့်အတိုင်းမောရှေသည်သူတို့ကိုပါရန်တော်၌ဇေလွတ်လေ၏ဇေလွတ်တော်သူအပေါင်းတို့သည်ဣဒီလာအမျိုး၌အကဲအမိုးဖြစ်ကြ၏သူတို့အမည်ကရူပင်အမျိုးစာဣရတာရှမွာရှိမောအမျိုး ဟောရီတာ ရှာဖတ်ယူဒအမျိုးယေဖုနာတာကာလအီတခအမျိုးယောသတ်တာအီကာလအေဖရင်အမျိုးနုံတာအောရှေဘင်းယာမဲအမျိုးယာဖုတာပါလာတိဇာဘလောအမျိုးဒောတိတာအာဒေလယောသတ်တာတွေမာနာရှေအမျိုးတူတိတာကတ်တိတန်အမျိုးဂေမလိတာအာမေလအာရှာအမျိုးမေခေလတေတုရနတာလိအမျိုး wal phati ta na bi ki amyu မာခိတာဂွေလာတေဟုသောခါနန်ပြည်ကိုစုံစမ်းစေခြင်းကမောရှေစေလိုတော်သူတို့၏အမည်သည်နုံဤတာဟောရှေကိုယောရှုဟုသောအမည်ဖြင့်မောရှေမဲ့လေ၏ခါနန်ပြည်ကိုစုံစမ်းစေခြင်းကမောရှေစေလိုလည်းတင်တို့သည်တောင်မျက်နာလမ်းဖြင့်တွား၍တောင်ရိုးပေါ်သို့တက်ကြလောသောပြည်သည်အဘယ်သို့သောပြည်ဖြစ်သနည်းပြည်သားသူသည်အားကြီးသလိုအား내သလိုများသလိုနေသလိုတို့တို့နေတော့ပြည်သည်ကောင်းသလိုမကောင်းလောတို့တို့နေတော့မြို့ရွာသူသည် အဘဲသူနီဒေးနဲ့နေကြတလို့ခိုင်ခန့်တော်မျိုးနဲ့နေကြတလို့သိုးမြေဒီကောင်းတလို့မကောင်းလို့တော်များလို့နေတလို့သူကြည့်ရှုကြလို့ရဲရင်တော်စိတ်ရှိကြလို့တတိအချို့ကိုလည်းယူခဲ့ကြလို့ဟုမာလိုက်နေ၏ထိုကာလသည်စပိတိမေဆကာလဖြစ်သည်ထိုသူတို့သည်ဇိနတော်မှတွား၍ဟာမမျိုးတို့ရောက်တော်လန်းနာ ယခောဘမြို့တိုင်အောင်ခါနာမြီကိုစုံစမ်းကြ၏တောင်မျက်နှာ၌ရှောက်သွား၍အာနဂအမျိုးသားအာဟိမန်ယေရှေတောလမင်းနေသော ဟေဘရုံမြို့သို့ရောက်ကြ၏ဟေဘရုံမြို့ကဧဂရုပြည်၌ဇောနမြို့မတိမီခုနှစ်နှစ်ကတည်းကတည်သောမြို့ဖြစ်သည်အေရှာကောလကျိုက်သို့ရောက်လင်အတိတပြုတ်ပါသောစပြစ်တီးနယ်ပင် အခက်တစ်ခက်ကိုခုတ်၍ လိုနှစ်ယောက်တို့သည်ထမ်းဖိုးနှင့်ထမ်းကြ၏တလဲသည်တင်ပေါ်သည်များကိုလည်းဆောင်ခဲ့ကြ၏ဤဒေလာမျိုး ခုတ်ယူသောစပစ်တီးပုတ်ကိုထောက်၍ထိုကြိုက်ကိုအေရှာကောလာကြိုက်ဟုသောအမည်ဖြင့်မဲတည်းအရက်လဲဆဲလုံးမှ ခါနာပြည်ကိုစုံစမ်းသော အမှုပြည်လင်ပြန်လာကြ၏မောရှင်နှင့်အာယုံမဆ၍ဤဒေလအမျိုးသားပရိသတ်အပေါင်းတို့နေရာပါရန်သောကာဒေရှအရေတို့ ရောက်သောအခါပရိသတ်အပေါင်းတို့အားတည်င်းကြပြော၍ထိုးပြေး၌ တီးသောအသေးကိုပြကြ၏မောရှေအားလည်းအကျွန်ုပ်တို့သည်ကိုရောဆယ်လွတ်တော်ပြည်သို့ရောက်ခဲ့ပါပြီအကဲစင်စစ်ထိုးပြည်သည်နုနှင့်ပြားရဲ့စီတော်ပြည်ဖြစ်ပါ၏ဤအသေးတို့ကထိုးပြည်၌တီးသောအသေးဖြစ်ပါ၏တို့ရသည်ပြည်သူပြည်သားတို့သည်အားကြီးပါ၏ခိုင်ခန့်တော်မျိုးချင်းနှင့် နေကြပါ၏ထိုမြမကထိုမြမက အာနကအမျိုးသားတို့ကိုလည်းမြင်ရပါ၏အာမလအမျိုးသားတို့သည်တောင်ဘက်၌၎င်းဟိတ်တိလိုရေဘူးတိလို့ အာမောရိလူတို့သည်တောင်ယိုးပေါ်၌၎င်းခာနနိလူတို့သည်ပင်လယ်နာယော်ဒန်မြစ်နာ၌၎င်းနေကြပါသည်ဟုပြောဆိုကြ၏ကာလကလည်းချက်ချင်းချီသွား၍ထိုးပြီးကိုတိမ့်อยู่ကြဆိုအောင်နိုင်ကောင်းသည်ဟုဆို၍မောရှယ်ရှဲမှလူများတို့ကိုငိမ့်စေ၏သူနှင့်အတူလိုက်သွားတော်သူတို့ကထိုးပြီးသားတို့ကိုငါတို့မတိုက်နိုင် သူတို့ဒီငါတို့ထက်တား၍အာကြီးတီဟူ၍၎င်းငါတို့တွား၍စုံစမ်းတော်ပြီဒီ မိမိသားတို့ကိုဖျက်ဆီးတတ်၏ငါတို့တွေ့မြင်သောပြည်သားအပေါင်းတို့သည် အလွန်အယက်မြင့်ကြ၏ကိုကြီးတော်လူအမျိုးအနွယ်အာဏကအမျိုးအနွယ်ဖြစ်၍အလွန်ကြီးမားသော သူတို့ကိုလည်းမြင်ခဲ့ကြပြီသူတို့ရှေ့မှာငါတို့သည်ကိုအထင်အတိုင်းနန်းကောင်ကဲ့သို့ဖြစ်ကြ၏သူတို့အထင်အတိုင်းလည်းထိုးကဲ့သို့ဖြစ်ကြသည်ဟု၍၎င်းမိမိတို့စုံစမ်းသောပြည်ကိုဤဒီလအမျိုးသားတို့အားမကောင်းသောတည်င်းကိုကြားပြောကြလေ၏ ချိုအခါပြိတ္တအပေါင်းတို့သည်အတန်းကိုလွံ့၍မြည်တမ်းသဖြင့်တညလုံးငိုကြွေး၏ဤဒီလာအမျိုးသားပြိတ္တအပေါင်းတို့သည်မောရှင်နှင့်အာယုံကိုအပြစ်တင်သောစကားနှင့်မြည်တမ်းလေငါတို့သည်အေကရုပြေ၌မတည်ပါလေဤတော၌မတည်ပါလေငါတို့သည်ဒါဖြင့်တည်၍သားမယားတို့သည်ရန်သူလက်သို့ ရောက်စေခြင်းကထာဝရဘုရားသည်အဘဲကြောင့်ငါတို့ကိုဤရရက်သို့ ဆောင်ခဲ့တော်မူသည်နီအေဂရုပြည်သို့ပြန်ကောင်းဒီမဟုတ်လို့ဟုမောရှင်နဲ့အာယုံအားဆိုပြီးမှတပန်းလူ တစုံတယောက်ကိုချီးမြှောက်၍ဧကရုပြည်သို့ ပြန်ကြဆိုဟုတယောက်ကိုတယောက်ဆိုကြ၏မောရှေနှင့်အာယုံတို့သည်ဤနေလာအမျိုးသားပရိသတ်အပေါင်းတို့ရှေ့မှပြဲဝန်လဲနေကြ၏ခါနန်ပြည်ကိုစုံစမ်းသောလူစုထဲကနုံဤသားယောရှုယေဖုနာဤသားကာလတုသည်မိမိတို့အဝတ်ကိုဆို၍ဤနေလာအမျိုးသားအပေါင်းတို့အားခေါ်လဲငါတို့လျှောက်သွား၍စုံစမ်းသောပြည်သည်အလွန်တရားကောင်းသောပြည်ဖြစ်ပါ၏ထာဝရဘုရားသည်ငါတို့ကိုနှက်တလင်းနုနှင့်ပြရည်စီသော ထိုပြီတို့ငါတို့ကိုစောင်းတွင်း၍အပိုင်ပေတော်မူလိမ့်မည်။သာရဘုရားကိုမပုန်ကန်ကြနှင့်ထိုပြီသူပြီသားတို့ကိုမကြောက်ကြနှင့်သူတို့သည်ငါတို့စားစရာဖို့ဖြစ်ကြ၏။တို့တို့၌အမည်တကယ်မရှိသာရဘုရားသည်ငါတို့ဘက်၌ရှိတော်မူ၏။တို့ဖြစ်၍တို့တို့ကိုမကြောက်ကြနှင့်ဟုပြောဆိုကြလေတော့ပရိသတ်အပေါင်းတို့သည် ထိုသူနှစ်ယောက်တို့ကိုကြောက်ခဲနဲ့ပြစ်စေခြင်းကစီရင်ကြ၏ထိုအခါထာဝရဘုရား၏ဘုံတော်သည်ဤဒေလအမျိုးသားအပေါင်းတို့ရှေ့မှပြိတ္တစည်းဝေးရာသဲတော်၌ထင်ရှားလေ၏ထာဝရဘုရားကလည်းဤလူမျိုးသည်အဘယ်မျှကာလပတ်လုံးငါ့ကိုမယုံမသိပြုကြလိမ့်မည်နီသူတို့၌ငါပြခဲ့ပြီးတော့ သမျှတော့နမိတ်လက္ခဏာတို့ကိုမြင်ရတော့လေအဘေမြကာလပလုံးငါ့ကိုမယုံဘဲနေကြလိမ့်မည်နီသူတို့ကိုကာလနာပဲဖြင့်ငါဒီတန်ခတ်၍တာဤအရာကိုနှုတ်မည်သူတို့ထက်တင့်ကိုတာ၍စီပင်သောအမျိုးတာ၍တကူးကြီးသောအမျိုးဖြစ်စေမည်ဟုမောရှေအမိန်တော်မူ၏မောရှေကလည်းကိုတော်သည်ဤလူမျိုးကိုတကူအားဖြင့်အေဂရုလူတို့ထဲကနှုတ်ဆောင်ခဲ့တော်မူသည်ဖြစ်၍နောက်တစ်ပတ်ဤသတင်းကိုအေဂရုလူတို့သည်ကြားပြန်လျှင် ဤပြည်၌နေတော်သူတို့အားတည်င်းပြောကြလိမ့်မည်ခြောက်ရာဖျားကိုတော်သည်ဤလူမျိုး၌ရှိတော်မူကြောင်းကို၎င်းခြောက်ရာဖျားကိုတော်သည်ထင်ရှားတော်မူကြောင်းကို၎င်းမိုးတိန်တော်သည်သူတို့ကိုလွန်မူကြောင်းကို၎င်းကိုတော်သည်နေ့အချိန်၌မိုးတိန်တိုင်းညအချိန်၌မီးတိုင်ဖြင့်သူတို့ရှေ့မှကြွတော်မူကြောင်းကို၎င်းကြားရကြပြီယခုမှဤလူမျိုးကိုလူတယောက်ကဲ့သို့မှတ်၍တုတ်တင်ပေရှင်းတော်မူလင်တည်င်းတော်ကိုကြားဖူးတော်လူအမျိုးမျိုးတို့ကခြောက်ရာ ဖုရားသည်ထိုလူတို့အားဤမိသောပြည်ကိုငါပေးမည်ဟုကြိမ်ဆိုတော်လေထိုပြည်တို့တို့တို့ကိုဆောင်းသွင်းခြင်းကမတတ်နိုင်တော့ကြောင်းတော၌တုတ်တင်ပင်ရှင်းပြီဟုပြောဆိုကြလိမ့်မည်ကိုတော်က၆ရာဖုရားသည်ဒီခံတော်တဘောတနာတော်တဘောနဲ့ပြည်စုံတော်မူထသောအတ္တမကျင့်ခြင်းတရားတော်ကိုလွန်ကျူးခြင်းအပြည့်တို့ကိုဖြေလွတ်တော်လေ အချင်းဤတတဖြေလို့တော်မမူထတော်လောအစင်ဆက်တတရအဆက်သဒုဋ္ဌအဆက်တယောင်အဘတို့ဤအပြစ်ကိုတားတို့၌ဆက်ပေးစီရင်တော်မူသော ဖရာတခင်ဖြစ်၏ဟုမိန့်တော်မူသည့်အတိုင်းအကျွန်ုပ်တို့၏ဖရာရှင်တကိုးတော်သည်ကြီးပါစေတော်။ဧကရုပြည်ကထွက်တော်နေမှစ၍ယခုတိုင်အောင်ဤလူမျိုး၏အပြစ်ကိုလွတ်တော်မူသည်။ဤသို့ဂယုနာတော်ညားပြသည်နှင့်အညီယခုလည်းလွတ်တော်မူပါ။အကျွန်ုပ်တောင်းပန်ပါ၏ဟုခြောက်ရာဖရာအားရှောက်ဆိုလင်ခြောက်ရာဖရာက တင်တောင်းဗန္တီအတိုင်းငါလွဤငါအသက်ရှင်သည်ဖြစ်၍ထောက်ရာဘဲ၏ဘုံတော်သည်မြေသည်ပြင်လုံး၌နံပြလိမ့်မည်ငါဘုံတော်ကို၎င်းဧကရုပြေမှဆ၍ဤတော၌ထူဆန်းသောတကူတော်ကို၎င်း မြင်ရသောလူအပေါင်းတို့သည်ငါစကားကိုနားမထောင်စေချင်းတိုင်အောင်ငါကိုစုံစမ်းတော့ကြောင်းသူတို့ဘိုးဘဲတို့အားငါချင်းဆိုသောပြည်ကိုအကဲဆင်စစ်သူတို့သည်မမြင်ရကြငါကိုမယူမသေးပြုတော့တစုံတယောက်မျမမြင်ရငါကြုံကာလမှုကထူးခြားသောသဘောရှိ၍ငါနောက်သို့လုံလုံလိုက်တော့ကြောင်းသူသွားခဲ့ပြီးတော့ပြီးတော့ သူ့ကိုငါဆောင်တွဲသဖြင့်သူဤသားမီးတို့သည်အမွေခံရချလိမ့်မည်အာမလတ်အမျိုးသားနှင့်ခါနန်အမျိုးသားတို့သည်ဂျိုက်မှနေကြသည်ဖြစ်၍တင်တို့သည်နတ်ဖြန်နေ၌လဲ့လေ၍အိမ်တုံပင်လေလမ်းဖြင့်တောသို့သွားကြလောဟုမိန်တော်မူ၏ တပန်ချောင်ရာဘုရားသည်မောရှင်နှင့်အာယုံအားမိန်တော်မူ၏ကငါကိုအပြစ်တင်၍မိသန်းတော်ဤပရိသတ်ဆိုးတို့ကိုအဘယ်မြကာလပလုံးငါသည်တီးခံရအနည်းဤဒီလာအမျိုးသားတို့သည်ငါကိုအပြစ်တင်၍မိသန်းတော်စကားတို့ကိုငါကြားရပြီတင်ဒီတို့တို့အားဆင့်ဆိုရမည်မှာချောင်ရာဘုရားကငါအသက်ရှင်သည်ဖြစ်၍တင်တို့သည်ငါကိုကြားစေခြင်းကပြောကြသောစကားအတိုင်း တင်တို့ကိုငါပြုတ်မြင်တင်တို့ကိုရဲတွက်၍စည်ရင်ယူတည်အတိုင်းအသက်20လွန်သောသူငါကိုအပြစ်တင်၍မိသားသောသူအပေါင်းတို့သည်တဲ၍ဤတော၌အသေးကောင်ဖြစ်လက်နေရစ်ကြလိမ့်မည်ငါသည်ဤမိသောပြည်၌တင်တို့ကိုနေရာချမည်ဟုငါကြိမ်ဆို၏ထိုပြည်သို့ရေဖွနာဤတာကာလနုံဤတာယောရှုမတပါအဘဲသူမြမလျှောက်ရရန်သူလို့ယူရဖြစ်လိမ့်မည်ဟုတင်တို့ကိုဆိုသော သူငယ်တို့ကိုငါဆောင်တွင်း၍တင်တို့ပေသောပြည်ကိုတင်တို့သည်တည်ရကြလိမ့်မည်တင်တို့မူကားဤတော၌တည်၍အသေးကောင်ဖြစ်လက်နေရကြလိမ့်မည်ဤတော၌တင်တို့သည်အသေးကောင်များပျောက်ပြက်သည့်အတိုင်အောင်ကုသားသမီးတို့သည်မိဘမာယွန်းချင်းအပြစ်များကို ဆောင်၍ ဤတော့နဲ့အနစ်၄၀ပတ်လုံးလေ့လေရကြလိမ့်မည်။ထိုပြီးကိုစုံစမ်းနေ့ရက်ပေါင်းအရက်၄၀နဲ့အညီတရက်ကိုတနစ်ထား၍အနစ်၄၀ပတ်လုံးကို့အပြစ်ကို ဆောင်လက်ငါဆွန့်ပစ်ခြင်းကိုတိရကြလိမ့်မည်။အကယ်စင်စစ်ငါတဖက်၌ စီဝေတော်ဤပြိတ္တဆုအပေါင်းတို့ကိုထိုတို့ငါပြု၍တို့တို့သည်ဤတော၌တင်းကျဲပျောက်ပြက်ကြလိမ့်မည်ဟုငါ၆ရာဖျားမိန့်တော်မူ၏မောရှေစီလို့တော်အခွင့်နှင့်ခန္ဓာပြည်ကိုစုံစမ်း၍ပြန်လာတော့အခါထိုပြည်ကိုကဲ့ရဲ့သဖြင့်ပြိတ္တအပေါင်းမိတန်းစေခြင်းကတိုက်တွန်းတော်သူခန္ဓာပြည်ကိုမကောင်းသောတည်ကြပြောတော်သူတို့သည်၆ရာဖျားရှိတော်၌ကာလနာဘဲနှင့်တင်းကျလေ၏ထိုပြည်ကိုစုံစမ်း၍သွားတော်လူတို့တွင်နှုံဤတာ ယောရှုနှင့်ယေဖုနာ၏သာကာလတို့သာအသက်ချမ်းသာရကြ၏မောရှေသည်ဤဒီလာမျိုးသားအပေါင်းတို့အားစကားတော်အားဖြင့်ဆင်းဆိုသောအခါလူများတို့သည် အလွန်ကြီးသွားလက်နေကြ၏နနက်စောစောထား၍တောင်ထိပ်ပေါ်သို့တက်ပြီလင်ငါတို့သည်ပြင့်မာပြီသို့တော်လဲယခုအသင်ရှိပါ၏ထာဝရဘုရားကတိတော်မူသောပြည်သို့သွားပါမည်ဟုဆိုကြသော မောရှေကထောင်ရာပြရဲ့အမိန်တော်ကိုအဘဲကြောင့်လွန်ကျိုးကြသည်နိတင်တို့အကြံမထမြောက်ရမသွားကြနဲ့ထောင်ရာဖရာဒီတင်တို့ဘက်၌ရှိတော်မူမုံသွားလင်းရန်သူရှေ့မှာရှုံးကြလိမ့်မည်အာမလတ်အမျိုးသားနဲ့ခါနန်အမျိုးသားတို့သည်တင်တို့မရောက်မီရောက်နေသည်ဖြစ်၍တင်တို့သည်ဓာဖြင့်ဆုံးကြလိမ့်မည်ထောင်ရာဖရာရှေ့တော်မှလွဲသွားတော်ကြောင့်ထောင်ရာဖရာဒီတင်တို့ဘက်၌နေတော်မူမုံဟုဆိုလေတော့ သူတို့ဒီခိုင်ခန့်သောစိတ်နဲ့တောင်ထိတ်ထက်သို့တဖန်တက်ကြ၏တို့ရာတွေခြောက်ရာဖဲ၏ပသိဉ္ဉင်တက်တာတော်နဲ့တကားမောရှေဒီတပ်ပြင်တို့မထွက်မသွားပင် နေလေ၏ထိုအခါတောင်ပေါ်မှာရှိသောအာမလအမျိုးသားနဲ့ခါနန်အမျိုးသားတို့သည်ဆင်းလာလက်ဤဒီလအမျိုးသားတို့ကိုတိုက်၍အောင်တဖြင့်ဟောမာမျိုးတိုင်အောင် လိုက်ကြလေ၏